ကျွန်တော်လိုလမ်းမေးမှာဒီလိုမျိုးဘုရားကျော်ဝယ်စားဘူးတဲ့သူသို့မဟုတ်မြန်မာလက်လုံးမုံများဝယ်စားဘူးတဲ့သူတွေဒီဗီဒီယိုဆက်ကြည့်လို့ရတယ်။ဝယ်မစားတဲ့သူများကတော့ကြော်သွားလို့ရတယ်။စိတ်ဝင်စားရင်တော့ဆက်ကြည့်လို့ရတယ်။အဲ့တော့မစားတဲ့သူနဲ့လည်းဆိုင်တယ်၊စားတဲ့သူနဲ့လည်းဆိုင်ပါတယ်။အဲ့တော့စားပြမှာမဟုတ်ပါဘူး။ပြောပြမှာပါ။အဲ့တော့ဘုရားကျော်စားပြခြင်းတော့လေကျွန်တော်တို့ရဲ့မြန်မာရည်ချင်းမှုထုံးစံအရဗဇက်ထဲမှာအစားအစာတစ်ခုခုစားထားပြီးတော့စကားပြောလို့ရှိရင်မြင်ကြီးတဲ့အမှုရာအဖြစ်ကျွန်တော်တို့ရဲ့ရှင်ချင်းမှုမှာရှိပါတယ်။ဒါကြောင့်မလို့ကျွန်တော်ဘုရားကျော် မစားပါဘူးပေးချထားမယ်ပေါ့အဲ့တော့ lambic ဒီလက်လုံးမုံဆိုင်တွေမှာကျွန်တော်တို့ဝယ်စားကြတဲ့အခါမှာ cb ra တို့စသဖြင့် lab တွေပေးတာကြံတာတွေရှိတယ်ပေါ့နော်အဲ့ဒါတွေပေးတဲ့အခါမှာကျွန်တော်တို့မှာတုတ်စရာမရှိပါဘူးမုံတွေတွေကပစိုးစုပ်ပေးပါလိမ့်မယ်နော်အဲ့တော့အဲတခါတည်းလေးကြတော့မတုတ်ချင်ဘူးပေါ့နော်တခါအဲ့တော့တုတ်စရာမရှိရင်ဘာလုပ်မလဲလမ်းဘီတွေ့ရနေရာတုတ်မယ်တစ်ပင်တွေ့ရင်တစ်ပင်တုတ်မယ်နိုင်ရန်တွေ့ရင်နိုင်ရန်တုတ်မယ်ကြောက်ခုံတွေ့ရင်ကြောက်ခုံတုတ်မယ်တုတ်စရာမရှိရင် စိုးစုပ်တော့မယ်ပစိုးကိုပစိုးကိုတော့မယ်ကိုပစိုးကိုမတော့ဖြစ်ရင်လက်ချင်းချင်းဒီလိုပုံရင်တန်ရင်လည်းကြောက်သွားမယ်ဒါနည်းနည်းပပဆိုရင်ရမြသွားရင်မရဘူးအဲ့တော့လက်လုံးမုံတဲ့တွေကိုကျွန်တော်ကတိုက်တွန်းပြတဲ့အရာလေးတစ်ခုရှိတယ်ဘာလဲဆိုတော့ဒီလိုတ िश ူးတုပ်လေးတွေဝယ်ထားဖို့ကျွန်တော်တ िश ူးကို promotion ဆင်တာမဟုတ်ပါဘူးကြော်ညာနေတာလည်းမဟုတ်ပါဘူးဒီတ िश ူးဘယ်တစိမ့်မဆိုသုံးလို့ရတယ်သို့တော်လည်းဒီလိုတ िश ူးတုပ်ဒီတ िश ူးတုပ်မှာအရွက်290ပါတယ်တန်ဖိုးအပြင်ကာလာတန်ဖိုး1500ဝန်းကျင်ရှိတယ်အဲ့တော့ အယောက်293လို့ရမယ်အဲ့တော့ဒီ tissue ကိုစောင်းတဲ့အခါမှာလဲဈေးတွေဒီအနေနဲ့ကစားသုံးသူရဲ့ရှိမှာချထားရမှာမဟုတ်ကိုရှိမှာပဲကိုချထားစားသုံးသူတယောက်လိုက်တည့်ရွယ်ပေးလိုက်တယောက်လိုက်တည့်ရွယ်ပေးလိုက်ဘာကြောင့်လဲဆိုတော့တချို့စားသုံးသူတွေကစီကံမရှိဘူးစီကံမရှိလို့ကိုရှိမှာစားသုံးသူရှိမှာချထားမိလို့စားသုံးသူကစီမရှိကံမရှိအများကြီးဆွဲသွားရင်ကိုကအတလွတော်တာထွက်ကြအောင်ပါဗောနော်အဲ့တော့ဒါလေးတွေစောင်းထားပြီးတော့တယောက်ဝယ်တိုင်းတရွက်လက်ဆောင်ပေးလိုက်လို့ရှိရင် ကျွန်တော်တို့ဒါစားသုံးသူဘက်ကလက်တော့ဆရာလေးရပါမယ်သို့မဟုတ်အစားမစားခင်မှာလက်စည်းရမယ်ဆိုတော့ကျွန်တော်တို့ရဲ့အဲကျမ်းမာရေးအလေးချင်ကောင်းတခုရှိရယ်လက်စည်းစရာမရှိမရှိဘူးအဲ့တော့တ िश ူပေးလိုက်တဲ့တ िश ူလေးကိုမစားခင်မှာတ िश ူလေးနဲ့လက်တော့လို့လည်းရပါတယ်တုပ်ပြီးတော့မှစားမယ်စားပြီးတော့လည်းတုပ်မယ်အဲ့တော့ဒီတ िश ူကိုကျွန်တော်တို့လွှတ်ပြတဲ့အခါမှာတဘာဝပတ်ဝန်းကျင်ကိုပလတ်စတစ်အမိုက်တွေလိုထိခိုက်မှုမရှိပါဘူးတ िश ူစာတွေပြန့်လွင့်နေကောင်းတော့နေကနေလိမ့်မယ်သို့တော်တ िश ူစာလေးလုံးပြီးတနည်းရမှာချပခဲ့လို့ရတယ်နောက်ပြီးတော့ဒီတ िश ူဒီရေဆူလို့ရှိရင် အဲနုဤပြီးတော့ပျက်စီးသွားမဲ့အရာ ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့ကျွန်တော်ရဲ့ဒီလမ်းဘေးဈေးတွေကိုဒီလိုမျိုးတီရှူလေးလေးစောင်းသေးခြင်းနဲ့နောက်တစ်ခုရှိတာကလမ်းဘေးဈေးတွေစီမှာဝယ်စားနေကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကလည်းဒီလိုတီရှူလေးတွေလမ်းဘေးဈေးတွေစောင်းထားကြဖို့တိုက်တွန်းစေခြင်းနဲ့အဲတယောက်ကိုတိရွက်ပဲပြီးပေါ့နော်အများတိရွက်ဆိုလို့ရှိရင်ကျွန်တော်တို့ခောက်လိုက်အများကြီးသုံးလို့ရတယ်မစားခင်မှာလည်းသုံးလို့ရတယ်ဒီဘက်ပြေးသွားပြီမို့လားဒီဘက်ပြန်လှန်လိုက် ပါဇက်လဲတုံလို့ရတယ်လက်လဲတုံလို့ရတယ်အားလုံးအဆင်ပြေတယ်ဒါလေးပြောချင်တာပါအဲ့တော့ကျွန်တော်ကတော့တချို့ဈေးသက်တွေကိုကျွန်တော်ပြောပြပါတယ်အဲမပြောပြသေးတဲ့ဈေးသက်တွေ